ဒီနေ့ပေါ့နော်ကြက်အကြောင်းလေးလည်းပြောမယ်ကြက်သမားညီကိုတွေလည်းမေးစရာရှိတယ်ပေါ့နော်အရင်ဆုံးကြက်ကိုဝါသနာပါပြီးအရင်ဆုံးကြက်ကိုစကင်တော့မယ်ဆိုလို့ရှင်ကြက်သမားညီကိုတွေတိထားမှာခုမှဝင်တဲ့ညီကိုတွေရောအရင်တော့ညီကို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 အရင်ဆုံးမေးကြည့်ပါ အသေးကောင်းရဲ့လားတတ္တိရှိရဲ့လားကြက်လောကတွေဝင်တာဟုတ်လားမလား ဘာဖြစ်လို့ဒီလိုမျိုးမေးတာလဲဆိုအသေးကောင်းလားဆိုတော့ရှုံးလို့ရှိရင်ငါဘာကြောင့်ရှုံးသွားလဲဟုတ်လားစဉ်းစားရမယ်ဟုတ်လားငါဘာကြောင့်ရှုံးလဲရှုံးကိုလက်ခံနိုင်တဲ့တတိရှိရမယ်ဟုတ်လားအရင်ဆုံးကြက်တွေအကြောင်းအရင်ဆုံးမလေးလာနဲ့ကိုကိုကိုအရင်ဆုံးလေးလာစမ်းစစ်စမ်းစစ်ပြီးတော့မှကြက်ကိုလေးလာအရင်ဆုံးကိုကိုကိုလေးလာမယ်ငါအသေးကောင်းရင်လားတတိရှိရလားဟုတ်လားအရင်ဆုံးလေးလာလေးလာပြီးလို့ရှိရင်ကြက်ကောင်းကိုဝယ်ကင်ဟုတ်လား ကြက်ကောင်းဝဲကင်ပြီးသွားလို့ရှိရင်လေကြက်ကဲအကြောင်းကိုကလေးလာမယ်ကြက်သမားကြီးတွေပြောတာကွာမြန်မာပြည်မှာအများကြီးပဲသူတို့ပြောနေတဲ့ဟာသူတို့ရှူတော့နေသူတို့ပြောတာလေးလာလို့ရတယ်ဟုတ်လားကိုကြက်ကခုတ်ဘူးလားဟုတ်လားကိုကြက်ကမိုင်ဘလောက်ရှောက်ဘူးလဲခံဘူးတဲ့ဆိုတာဒါမကောင်းလို့ဒါဟုတ်တယ်ချိုးကြက်ကတော့ဒါမကောင်းလို့ခံတာကောင်းတဲ့ကြက်ကတော့မခံဘူးဟုတ်တယ်မလားဒါပေမဲ့အမိုက်ကတော့ခံဘူးရတယ်ခုတ်ဘူးရတယ်ကြက်ဆိုတာမိုင်ရှောက်ဘူးရတယ်ဟုတ်လား အယိုးအသက်ရှိရတယ်ကြက်မအယိုးအယိုးကမာနေရမယ်ကိုယ့်ရဲ့အယိုးကဟုတ်လားသူများတကငါးပန်းပုတ်ထားတယ်ကိုယ့်ကြက်ကနှစ်ပန်းပုတ်ထားတယ်မတူဘူးခြေဘလောက်ဆိုဆိုရေချိန်မိုးချိန်မှာကြက်ကောင်းဆိုတာခံနိုင်တယ်ဟုတ်လားသူ့နောင်ခွင်ပြန်ခွတ်တယ်ခွေးတော်မှဂျောင်းပိတ်ရိုက်လို့ရှင် ပြန်ကြိုက်သေးတာပဲကြက်လဲဒီလိုပဲသူ့နောင်လို့လို့ရှင်ပြန်နောင်လို့တယ်ကြက်ကြက်ကောင်းတို့ကဝိုင်းနဲ့ရောက်လာတဲ့ကြက်တော်တော်များများသူ့နောင်လို့ရှင်ပြန်နောင်လို့တယ်အဲ့ဒါကိုခံနိုင်လားကိုကအရင်ဆုံးလေလာ ပြီးရင်ကိုကိုကိုလည်းအရင်ဆုံးလေးလာငါတတ္တိရှိလားငါအသေးကောင်းလားဟုတ်လားကြက်အသေးကောင်းလားဒီအရင်ဆုံးမလေးလာနဲ့ကိုကိုကိုအရင်ဆုံးလေးလာလေးလာပြီးတော့မှကြက်လောကတဲ့ဝင်းကြက်တွေကိုကိုင်းဘလောက်ကြီးပတ်ဆံပေးပေးကိုကအသုံးမချလို့ရှင်အလကားပဲကြက်မိုးဘွားကြလာတဲ့ကြက်ဖြစ်နေပြီလေဟိုကိုကကိုကိုကအသုံးမချလို့ရှင်ဘာမှလုပ်လို့မရဘူးကြက်ကကြက်ဘူးကြက်ကကောင်းတယ်ကြက်ခုတ်ကောင်းတယ်ဟုတ်တယ်မလား ကိုချက်ခွလန်းဘလို့ဟုတ်တယ်မလားလေးလာ လေးလာပြီးသွားလို့ရှိရင်တဖက်ချက်ကိုလေးလာတဖက်ချက်ကိုလည်း respect ထားလေးစားသမှုထားတဖက်ချက်ကိုအချိန်လုံးမထားနဲ့ဝိုင်းနေကိုပိုက်လာပြီဆိုတော့အချင်းကသုံးပုံပုံတပုံတော့မရှိဘူးတရားမှာနှစ်ယောက်လောက်ပဲရှိလိမ့်မယ်အချင်းဆိုတာဟုတ်လားအဲ့ဒါကြောင့်မလို့ချက်ကိုလည်းလေးလာမယ်ကိုကိုကိုလည်းအရင်ဆုံးလေးလာမယ်မလေးလာပဲနဲ့မနေနဲ့ ချက်ဝိုင်းနဲ့ဝင်တော့မယ်ဆိုလေယူရီးယားကြိုက်တဲ့ညီကိုတွေပေါ့နော်ဒီနေ့ကျွန်တော်နည်းနည်းလေးယူရီးယားအကြောင်းလေးပြောပြမယ်ဗျကျွန်တော်ရောလေလာလာပြီးတော့မေးတဲ့လူတွေပေါ့နော်ကျွန်တော်ဒီများနေ့ပြောပြမယ်ဆ ਾਇ လုတ်တဲ့ထင်တော့ကြော်သွားလိုက်ပေါ့နော်ဟိုနားထောင်ညင်နေဆိုရင်တော့နားထောင်ဤလေပေါ့ယူရီးယားအကြောင်းလေးပြောပြမယ်ဒီနေ့အကိုရဲ့တိုးဖိကြံကြံနေရနေတိုးဖိကြံကြံနေရနေအတိုးဖိကြံတော့မှကြိုက်တာတိုးဖိကြံတော့မှကြိုက်တာအမရရမှားတာလीအ ချက်ကခွတ်မှနိုင်တာခြေတောက်နဲ့အတက်နဲ့လीခေါင်းကိုခွတ်မှနိုင်တာလေစစ်တွေကိုရိုက်ချိုးမှနိုင်တာဟုတ်လားဘော်ဒီတွေကိုဖြိုမှနိုင်တာဟုတ်လားတိုးဖိနေလို့မနိုင်ဘူးတစ်ဖက်ချက်မပြေးဘူးတိုးဖိနေလို့တိုးဖိနေတဲ့ချက်တကောင်ကလည်းဖောက်ချီနဲ့ခွတ်မှနိုင်တာတိုးလို့ဖိလို့ရတယ်နော်ဒါပေမဲ့ဖောက်ချီထုတ်ခွတ်မှရတာဖောက်ချီထုတ်မခွတ်လို့ရှိရင်ချက်တကောင်ကနိုင်ဖို့မလွယ်ဘူး တိုးဖိနေလို့ဒါကြောင့်မလို့ယူရီးယားတွေအတိုးဖိကျန်းတာတွေပြေးသွားတယ်ပြေးသွားတယ်ဆိုတာကသူတို့တိုးလို့ဖိလို့မပြေးဘူးလေတစ်ဖက်ချက်ကသူတိုးဖိတဲ့ချက်ကလည်းအရင်ကုံတာပဲအတိုးခံတဲ့ချက်ကလည်းအရင်ကုံတာပဲဟုတ်လားတိုးဖိတဲ့ချက်ကဇောနဲ့လောနဲ့ပို့ပြီးတိုးဖိနေသီးတော့ပို့ပြီးတော့အားကုန်တယ်အားကုန်သီးတော့ကရုံမပြတ်ပဲနဲ့သူကပြေးရတာဟုတ်လားမျက်ဦးမျက်ထိပ်လေးတွေခေါ်လက်အခါလေးကြာကြာကြာလက်သွားရော ဒါတိုးတိုင်းဖြီတိုင်းနိုင်တာမဟုတ်ရိုးတရားကိုတကယ်လို့ကင်မယ်ဆိုရင်အခွတ်မျိုးကင်ရတယ်အခွတ်မျိုးကရိုင်ဝိုင်းတိုက်လေရတယ်မြေဝိုင်းမှာတိုက်လေရတယ်အခွတ်မျိုးပဲနဲ့တိုးမဲ့ဖြီမဲ့ဆိုရင်စီထောက်လိုက်ကောက်လိုက်အခွတ်ခံရလိုက်တစ်ချက်ဟုတ်လားစီထောက်လိုက်ကောက်လိုက်ခွတ်ခံရလိုက်တစ်ချက်နောက်ဆုံးလည်းကြလည်းကြအောင်မျိုးမျက်ထိတ်တွေပိတ်လာပြီးတော့ပြေးရတာပဲအဲ့ဒါကြောင့်ကျွန်တော်ပြောခြင်းတဲ့ဟာတိုးလို့ဖြီလို့နိုင်တာမဟုတ်ဘူး တိုးလို့ဖိလို့နိုင်တယ်ဆိုတာဖောက်ချီနဲ့ထုတ်ထုတ်ခုတ်လို့နိုင်တာသူကတိုးတယ်ဖိတယ်ဖောက်ချီနဲ့တလုံးတကယ်ဂျက်ကောင်းကွာခေါ်ချလိုက်ရပြီအဲ့ဒါဆိုလို့ရှိရင်ရတယ်သူကဖောက်ချီနဲ့ခေါ်တာအဲ့ဒါကြောင့်မလို့သူကနိုင်ရတာတကယ်တမ်းဂျက်ကောင်ကငုံနဲ့ခြေတောင်းနဲ့ကျွန်တော်ပြောတဲ့နေရာတွေကိုခွတ်မှတစ်ဖက်ချက်ကနာပြီးတော့ပြေးမှ တိုးဖိနေလို့မနိုင်ဘူးတိုးဖိနေလို့နိုင်တယ်ဆိုတာဖောက်ချီထုတ်ထုတ်ခုတ်လို့နိုင်တာတကယ်တမ်းကင်ရမှာအခွတ်မျိုးတွေကင်ရမှာအခွတ်မျိုးတွေကိုဖောက်ကမှာအရာကြတော့မှယူရီးယားချက်ကောင်းရမှာအဲ့လိုမျိုးယူရီးယားချက်ကောင်းမရဘူးတိုးဖိနေတာကိုဖောက်မယ်ဆိုလို့ချင်းကျွန်တော်ချက်မှာခြေချလို့တော့မရဘူးဟုတ်လားတိုးဖိနေတာကိုဟာတကယ်တမ်းကြတော့အဆင်မပြေဘူးတိုးဖိနေတာက ဖောက်ချီနဲ့ထုတ်ခိုးมาကောင်းတာကျက်စာကျွေးတာဗောနော်တိုက်မဲ့ကျက်တွေကိုကျက်စာကျွေးတဲ့အချိန်လေးကျွန်တော်ပြောပြအောင်မယ်တိုက်မဲ့ကျက်တွေကိုကျက်စာကျွေးတဲ့အချိန်က6နာရီတို့မဟုတ်9နာရီအဲ့ဒါကြော်ရင်မကျွေးနဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကျက်ကောင်ကရမ်းမိုးချုပ်သွားတယ်9နာရီ7နာရီ9နာရီ10နာရီဆိုလို့ရှိရင်မူးကြောင်မူးကြောင်နဲ့အရင်တော့ထုံနှန်းသလေးနဲ့ကျက်မကင်နဲ့ဗျာကျက်တွေတုံးနဲ့မူးကြောင်မူးကြောင်နဲ့ကျက်ကင်ပြီးတော့စာမကျွေးနဲ့အဲ့ဒီအချိန် ဘာဖြစ်လို့လဲ6နာရီ9နာရီကျွေးတဲ့အခါကျတော့အစာချက်လွယ်တယ်ဝိတ်မတက်တော့လူလိုတွဲကြည့်လိုက်ဗျာကြက်တကောင်လူတွေည9နာရီ10နာရီထမင်းစားမယ်အဲ့ဒီလူကကြာလာလို့ချင်းဘိုက်ကြီးပူလာမယ်ဟုတ်လားဝါလာမယ်ပြီးတဲ့အခါကျဘာဖြစ်လာမလဲသိရကျမ်းမအေးတွေပါချိုးတဲ့လာလိမ့်ဘာဖြစ်လို့လဲအစာရင်အရန်လှုပ်လှုပ်ကတာစားတဲ့အချိန်နဲ့အိပ်တဲ့အချိန်နဲ့ကတ်မိုးလင်းကန်ကြီးအစာတွေမချက်ချက်လက်ဒီလိုပဲ အညာ9နာရီ10နာရီ7နာရီလောက်ကျွေးပြီးဆိုလို့ရှိရင်ကြက်တရားစိုင်းစိုင်းတလဲနဲ့ကျွေးပါများလာလို့ရှိရင်ယောဂတွေဖြစ်လာမယ်ဟုတ်လားအစာမချက်တဲ့ဟာတွေဖြစ်လာ အစာမချက်တဲ့အကြောင်းရင်းကအစောကြီးမကျွေးလို့အစာမချက်တာနောက်တစ်ခုပြောပြအောင်မယ်ကြက်တကောင်များခင်ဗျားတို့စံကျွေးမစားဘူးညဘက်စံကျွေးလို့မစားလို့ရှိရင်ခင်ဗျားတို့နေ့တိုင်းဝတ်သားရင်းနဲ့ကျွေးမယ်ကြက်သားရင်းနဲ့နေ့တိုင်းကျွေးမယ်ခင်ဗျားတို့စားကြင်လား စဉ်းစားခမ ्या တို့ စားမလားနေ့တိုင်းကျက်လဲဒီလိုပဲလေခမ ्या တို့နေ့တိုင်းစိုင်းပဲကျွေးနေလို့မရဘူးလေဟုတ်လားစဘာကျွေးမစားဘူးလားပြောင်းမှုအစိမ့်လေးကျွေးပြီဟုတ်လားတရက်လောက်ကျွေးဟုတ်လားကျွေးပြီးသွားလို့စံလေးစဘာလေးပြောင်းပြီးကျွေးလေဒါမှလည်းကျက်ကအစင်ပြေပါလေခမ ्या တို့ကကျက်အစာမစားဘူးဆိုရင်ဗလာကြီးအားစေးတွေကျွေးမယ်ဟုတ်လား rainbow တွေကျွေးမယ်အမှားတွေကခမ ्या တို့နီးစနစ်တွေကလွဲနေတာ ဒါကျွန်တော်ဆရာကြီးလို့တာမဟုတ်ဘူးခင်ဗျားတို့အဲ့ဒါတွေကြွေးကြည့်လိုက်ခင်ဗျားတို့ကျွန်တော်ပြောရ Rainbow တို့ခင်ဗျားတို့ Blah ကြီးသေးတို့တကယ်ပါလဲပြီးပါလဲပြီးခေခေလာပါအဲ့ဒါတွေကြွေးဝိုင်းနေကြလို့ရှင်အမောပြီးချွဲဆိုင်နေမှာအဲ့ဒါကြောင့်မလို့အဲ့ဒါတွေမလုံနဲ့ဟုတ်လားစဘာကြွေးမယ်ဆန်ကြွေးမယ်ကြက်သွန်ကြီးကြက်သွန်ကြီးကြွေးမယ်ဟုတ်လားမသူဘသူစားပလေးကြီးကြက်သွန်ကြီးကြက်သွန်ကြီးသူဘသူစားခြင်းလောက်စားပလေးတယ်ဟုတ်လားပြောင်းမှုစားခြင်းလောက်စားပလေးကြီးကြွေးပြီဟုတ်လား ဒီလိုမျိုးလေးတွေအစာပြောင်းလဲလေးနဲ့ကျွေးဟုတ်လားညရှင်း7နိုင်9နိုင်ကြတော့မှဟို7နိုင်9နိုင်ကြတော့မှမူးကြောင်မူးကြောင်နဲ့ကြက်ကင်ကြက်ကင်ပြီးတော့အစာကျွေးဒါတွေကမဟုတ်တော့ဘူးဒါရှေထုံးနေအတိတ်ပဲမရှိတော့ဘူးခင်ဗျားတို့ကျွန်တော်တို့တွေကလေဟိုငငယ်တုန်းကကျွန်တော်တို့အဖျားတက်လို့ရှိရင်လေကိုဘူးလာလို့ရှိရင်အမေရပါလို့လေဒီလားဆောင်ချုံပေးတယ်ဒီဘက်ခေတ်ကအဲ့လိုမဟုတ်တော့ကိုဘူးလာရင်လေရေဘက်တိုက်ပေးရတယ် သဘောပေါက်လားအဲ့ဒါလေးကိုတိုင်ဝိုင်းနဲ့ဝင်တဲ့ချက်ဒီအကြောင်းကျွန်တော်ပြောပြမယ်တိုင်ဝိုင်းနဲ့မှဒီနေ့ချက်ဒီတိုင်ဝိုင်းနဲ့မှမခုတ်ဘူးချက်အသားကြီးတွေရဲနေတယ်မခုတ်ဘူးအဲ့ဒါဘာဖြစ်လို့မခုတ်တာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်ပဲချက်ဝင်းမတန့်ဖုံလူးမယ်ချက်တန်းရှိလို့ဟုတ်လားနောက်တစ်ခုကအပူကြီးမယ်ဓာရီကြောင့်ချက်ကဖုံလူးမယ်ဟုတ်လားမလားဝိုင်းနဲ့ကြလို့ရှင်မခုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဘာလုပ်ကြမလဲ ်ချက်ကိုတန်ချပေးမယ်ရေချိုးပေးရမယ်ရေမချိုးပေးလို့မရဘူးချက်ရေမချိုးပေးလို့ရှင်ချက်ကအပူကြီးမယ်ဒီနောက်တဲ့တစ်ခုပထမဝိုင်းမှာခိုင်းတာတဲ့ဟာဒီပထမခုတ်လက်ချတာတဲ့ကြွက်သားတွေဟုတ်တယ်မလားအဲ့ဒီအတွက်ကကျွန်တော်တို့ကရေချိုးပေးရမယ်ကြွက်သားတွေရေမချိုးဆိုလို့ရှင်ကြွက်သားတွေကဘာဖြစ်နေမလဲဆိုတော့ရော့ဒီရော်ရဲ့ဖြစ်မယ်အညောင်းညာတွေမပြေဘူးရေချိုးပေးလိုက်လို့ရှင်ချက်ကအညောင်းအညာပြေမယ်ဟုတ်တယ်မလားကြွက်သားတွေပို့ပြီးတော့ကြက်ခိုင်လာလိမ့်မယ် အပူတွေကင်းလာလိမ့်မယ်အဲ့ဒီတော့ကွာကျွန်တော်တို့ကချက်ကိုရေချိုးပေးအောင်လို့အကျင့်လုပ်ပေးရမယ်ဗျချက်ကိုရေချိုးပေးရမယ်နောက်တစ်ခုချက်ကိုတိုင်ဝမ်နဲ့ဝင်တဲ့ချက်တွေကိုတန်းနဲ့မသိပ်ပါနဲ့တိုင်ဝမ်နဲ့ဝင်မဲ့ချက်တွေကိုတန်းနဲ့မသိဘာဖြစ်လို့တန်းနဲ့မသိခိုင်းလို့ချက် အေးပြက်လို့ဗျချင်ကိုက်မယ်မြုပ်ဖြုတ်ကိုက်မယ်တန်းမငြိမ်လို့ရှင်သူတို့ခဏခဏလှုပ်လို့ရှင်အေးမဝဘူးလူလိုတွဲကြည့်လိုက်ဗျတညအေးပြက်လို့ရှင်၃ညအေးလို့မရဘူးဟုတ်လား သုံးညအေးလို့အေးရေးမဝဘူးဟုတ်လားချက်ကညာတိုင်းအေးပြက်နေမယ်ဆိုခမဒီဝိုင်းထဲမှာဒီချက်ခွတ်နိုင်ပါမလားအဲ့ဒီတော့ကွာကျွန်တော်တို့ကဘယ်လိုလုပ်ကြမလဲဆိုတော့ချက်ကိုအုပ်ဆောင်လေးတဲ့အုပ်နွနွထွထွလေးတိတ်အပေါ်ကနေပြီးတော့ခြေနှောင်လေးထောင်ပေးထားမယ်အောက်ကဂတ်ဒူလေးခင်းမယ်ဒီလိုမျိုးလေးတဲ့တိတ်လို့နိမ့်နိမ့်ချိုက်ချိုက်လေးတိတ်ပါချက်ဝိုင်းထဲမှာခုတ်ကိုခုတ်ကလိုက်မယ်ဗျအရေးဝါမှလည်းချက်ကခုတ်နိုင်တာပါတိုက်ဝိုင်းဝင်မဲ့ချက်တွေကိုအရေးဝါအောင်တိတ်နောက်တစ်ခုချက်ကို6နာရီ9နာရီ အစာကျွေးပါညာ၈နာရီ၉နာရီမကျွေးပါနဲ့ဘာလို့လဲဆိုတချို့အကျင့်တွေကကောင်းတဲ့အကျင့်ရှိလို့မကောင်းတဲ့အကျင့်ရှိတယ်ဟုတ်တယ်မလားခံနိုင်တာရှိလို့မခံနိုင်တာရှိတယ်မခံနိုင်လို့ချင်းဝိုင်းထဲမှာမခုဘူးဗျအဲ့ဒီတော့ကကြက်အိတ်အိတ်တန်းမပြတ်အောင်လို့ကြက်ကိုနွနွထွထွတိတ်ပါကြက်ဆိုတာခင်ဗျဒီအိတ်တန်းဟိုအိတ်တန်းရွှေ့လိုက်လို့ချင်းလဲသူတို့အိတ်နေမကြလို့ချင်းလဲဒါအိတ်တန်းပြတ်တာပဲဗျသူအိတ်တန်းမှာအိတ်နေလို့အေးမွားရင်လည်းအိတ်တန်းပြတ်တာပဲဗျအဲ့ဒါလေးကိုကျွန်တော်တို့သိဖို့အရေးကြီးတာ တချို့ရှည်တုံးတွေကတုံးလို့ရတယ်တချို့ရှည်တုံးတွေကပယ်လိုက်ပါဟုတ်လားကျွန်တော်တို့ငယ်ငယ်တုန်းကလည်းဒီတန်းနေနဲ့ပဲတိတ်ခဲ့တာပဲဒီတိုက်မဲ့ချက်တွေကိုဒါပေမဲ့ဒီဘက်ခင်မှာတော့တန်းနဲ့တိတ်လို့မရတော့ချက်တွေအေးရေးမွားအောင်ချင်းကိုက်မယ်ဖြုတ်ကိုက်မယ်ဟုတ်လားသူတို့ကနာမငိမ်မိတ်ကောက်ဆိုရင်ချက်တွေကအေးရေးမွားအောင်ဝိုင်းနေကြရင်မခွတ်နိုင်ဘူးအဲ့ဒီတော့ကွာကျွန်တော်ပြောသလိုလုပ်ပါဆရာကြီးလုပ်တာတော့မဟုတ်ပါဘူးဒါချက်သမားညီကိုတွေရိုးရိုးရှင်းရှင်းနဲ့လွယ်လွယ်ကူကူလေးတိရမြင်အောင်လို့ကျွန်တော်က ရိုးရိုးရှင်းရှင်းနဲ့ပြက်ပြက်တသားလေးကျွန်တော်ကပြောပြတာဆရာကြီးလှုပ်ခြင်းမဟုတ်ပါဘူးကြိုက်ရင်သုံးဆောင်မကြိုက်ရင်ကြော်ရောပါ